ယူရမီအနာဂတိကျမ်းအခန်းကြီး37အငယ်1မှ40သာရဖျားမိန်တော်မူသည်ကထူကာလ၌ငါသည်ဣတရီလအဆွေအမျိုးအပေါင်းတို့ဤဖျားသခင်ဖြစ်၍သူတို့သည်ငါဤလူဖြစ်ကြလိမ့်မည် တဖန်မိတ်တော်မူသည်ကဒါပေးနှင့်လွတ်တော်သူတို့သည် တော၌ယေရှုကို ခံရကြပြီးငါသည်ကြွသွား၍ဣသရေလအမျိုးကိုချမ်းသာပေးမည်ထာဝရဘုရားသည်အဝေးကထင်ရှား၍မိတ်တော်မူသည်ကအကယ်စင်စစ်ထာဝရမေတ္တာနှင့်တင့်ကိုငါချစ်၏ထို့ကြောင့်ဂရုဏာယေရှုကိုတင်၌ကြာမြင့်စွာပြ၏အိုဣသရေလတို့သမီးကညာ ်တင့်ကိုတဖန်ငါတိဆောက်သောကြောင့်တင့်သည်တိဆောက်ခြင်းသို့ရောက်လိမ့်မည်တင့်သည်တဖန်ပတ်တာနှင့်တစားစင်လျက်ရွှေမြူးခြင်းကိုပြုသောသူတို့နှင့်အတူကခုံလျက်သွားလိမ့်မည်ရှမာရိတောင်ပေါ်မှစပြည့်ဥယင်ကိုတဖန်ဆိုက်လိမ့်မည်ဥယျာဉ်လုတ်သောသူတို့သည်စိုက်ပြူး၍အသီးကိုကိုအလိုအလျောက်စားရကြလိမ့်မည်။အေဖရင်တောင်ပေါ်မှကင်းဆောင်တို့ကထားကြလော့ ငါတို့ဘုရားသခင်ထာဝရဘုရားရှိတော်မူရာစီအောင်တောင်သို့သွားကြကုန်အံ့ဟုကြွေးကြော်ရသောအချိန်ကာလသည်ရောက်လိမ့်မည်ထာဝရဘုရားမိန့်တော်မူသည်ကယာကုပ်အမျိုးအားရှင်လန်းစွာတခြင်းဆိုကြလောလူမျိုးတို့ဤအထွတ်၌ကြွေးကြော်ကြလောအိုးထာဝရဘုရားကိုယ်တော်ဤလူမျိုးဒီဟုသောကြံ့ကျွင်းသောဣတရီလအမျိုးသားကိုကဲတင်တော်မူပြီးဟုမွတ်ဆိုလျက် တည်င်းကြလိုက်၍ချီးမွမ်းကြလော့သူတို့ကိုမြောက်ပြီမှငါဆောင်ခဲ့၍မြေကြီးစွန့်မှဆုသိမ့်မီမျက်စိကန်းသောသူခြေစွန့်သောသူ ကိုဝင်ဆောင်သောမိမတားဖွားခြင်းဝေဒနာကိုခံရသောမိမများလဲပါလျက်ကြီးစွာသောအစီအဝေးတို့သည်ပြန်လာကြလိမ့်မည် ငိုကြွေးလျက်လာကြလိမ့်မည်ဆုတောင်းပတနာပြုလျက်ရှိသောထိုသူတို့ကိုငါပို့ဆောင်မည်မျက်နာမှာရှောက်တော်လံထိမိ၍မလဲရသောလမ်းဖြောင်းတို့၌ငါသွေးဆောင်မည်အကြောင်းမူကားငါသည်ဣတရီလအမျိုး၏အပဖြစ်၏ဧပရင်အမျိုးသည်ငါ၏သားဦးဖြစ်၏အိုးလူမျိုးတို့သာရပြား၏အမိန့်တော်ကိုနားထောင်ကြလော့ ဝီသောအရရက်တို့၌ကျွေးကြော်၍ဣတရီလာအမျိုးသားတို့ကိုအရရက်တို့ကွဲပြားစေတော်သူသည်တပံစုသိမ့်ပြီးလျင်တိုးထိန်သည်မိမိတိုးစုကိုစောင့်တတ်ကဲ့သို့စောင့်တော်မူမည်ဟုကြားပြောကြလောအကြောင်းမူကားထာဝရဘုရားသည်ယာကုပ်အမျိုးကိုရွေးနှုတ်တော်မူပြီး သူထက်အားကြီးသောသူ၏လက်မှကယ်လွတ်တော်မူပြီးထိုကြောင့်အမျိုးသားတို့သည်လာ၍ဇီးအောင်တောင်ထိပ်၌တချင်းဆိုကြလိမ့်မည်ထာဝရဘုရားပြုတော်မူခြင်းဂျေစုဒီဟုသောဆန်စပါစပြည့်ရေစီတိုးတငယ်နွားတငယ်တို့ကိုရအံ့သောငါစီဝေးကြလိမ့်မည်သူတို့စိတ်ဝိညာဉ်သည်ရေလောင်းသောဥယျာဉ်ကဲ့သို့ဖြစ်၍နောက်တဖန်ညှိုးငယ်ခြင်းမရှိရ ထိုအခါသမီးကညာသည် ကခုံရက်လူပြူလူအိုတို့နှင့်တကွပျော်မွေ့လိမ့်မည်သူတို့ညီးတွားခြင်းအရာ၌ဝမ်းမြောက်ခြင်းကိုငါဖြစ်စေမည်သူတို့သည်ဝမ်းနည်းခြင်းကိုခံရသောနောက်စိတ်သက်သာ၍ရွှင်လန်းမည်အကြောင်းကိုငါပြုမည်ရှစ်ပရောဟိတ်တို့ကလည်းစုဖြိုးသောအမဲသားနှင့်ဝါစွာကြွေးမည်ငါဤလူတို့သည်လည်းငါဂျေဇုနှင့်ဝါပြောကြလိမ့်မည်ဟုထာဝရဘုရားမိန့်တော်မူ၏ ထာဝရဘုရားမိန်တော်မူသည်ကယာမအရက်၌သဲစွာသောညီးတွားငိုကြွေးခြင်းအတန်ကိုကြားရ၍ယာခီလသည်မိမိသားတို့မရှိသောကြောင့်ငို၍စိတ်မပြေနိုင်ထာဝရဘုရားမိန်တော်မူသည်ကတင်သည်ငိုကြွေးတန်ကိုချုပ်လော့မျက်ရည်မကျစေနှင့်တင်သည်ကိုကျင့်သောအကျင့်ဤအကျိုးကိုခံရလိမ့်မည်တင်ဤသားတို့သည်ရန်သူပြည်မှပြန်လာကြလိမ့်မည်တင်ဤအဆုံး၌မျော်လင့်စရာအကြောင်းရှိ၏ သင်ဤသားတို့သည်နေရင်းပြည်သို့ပြန်လာကြလိမ့်မည်ဟုထာဝရဘုရားမိန့်တော်မူ၏ဧပရင်ကကိုယ်တော်သည်အကျွန်ုပ်ကိုဆုံးမတော်မူပြီးအကျွန်ုပ်သည်ရိုင်းသောနွားလာကဲ့သို့ဆုံးမခြင်းကိုခံရပါပြီအကျွန်ုပ်ကိုတွေးဆောင်တော်မူပါတို့ပြုလျင်အကျွန်ုပ်သည်ပြန်လာပါမည်အိုးထာဝရဘုရား ကိုရောသည်အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏ပြန်လာသောနောက်အကျွန်ုပ်သည်အမှန်တောင်ကြရပါ၏ဆုံးမတော်မူခြင်းကို ခံရသောနောက်အကျွန်ုပ်သည် ကိုပေါင်ကိုရိုက်ပါ၏အသက်ငယ်စဉ်ပြုမိသော အပြစ်ကြောင့်အတရေပြတ်ခြင်းကိုခံရသဖြင့်ရှက်ကြောင့်၍မှိုင်တွေလျက်ရှိပါ၏ဟု ကိုကိုအပြစ်တင်၍မြည်တမ်းသောစကားကိုငါသည်ဆက်ဆက်ကြားရပြီး ဧဖရိန်ဒီငါဤချစ်သားဖြစ်သလိုချစ်ဖွယ်သောသူငယ်ဖြစ်သလိုသူ၏အကြောင်းကိုငါပြောလျာရာ၌ငါသည် အလွန်တရာအောက်မေ့လျက်နေ၏ထို့ကြောင့်ငါသည်သူအတွက်စိတ်ကျင်နာခြင်းရှိ၏အကယ်စင်စစ်သူကိုငါကယ်မတနာမိဟုထာဝရဘုရားမိန်တော်မူ၏လမ်း၌မှတ်တိုင်တို့ကိုစိုက်လော့အလံတိုင်တို့ကိုထူလော့လိုက်သွားသောလမ်းမကိုစိတ်ဆွဲလန်းလော့ ိုဣသရေလသူတို့သမီးကညာပြန်လာလော့တင်ဤနေရာဤမြို့များသို့ပြန်လာလော့အိုးဖောက်ပြန်သောသူတို့သမီးတင်သည်အဘေမြကာလပတ်လုံးလှဲ့လေ၍နေလိမ့်မည်နီသာရပြားသည်မြေကြီးပေါ်မှာထူးဆန်းသောအမှုကိုစီရင်တော်မူ၍မိမသည်ယောက်ျားကိုပတ်ဝိုင်းလိမ့်မည် ဣသရေလအမျိုး၏ဖျားသခင် ကောင်းငင်ပူကြီးအရှင်သာရဖျားမိန့်တော်မူသည်ကတိမ်သွာခြင်းကို ခံရသော သူတို့ကိုငါဆောင်ခဲ့ပြန်သောအခါယူဒပြည်၏မြို့ရွာတို့၌နေသော သူတို့ကအိုးဖြောက်မတ်ခြင်းနေရာအယက်အိုးတန့်ရှင်းခြင်းနေရာတောင်သာရပြသည်တင့်ကိုကောင်းချီးပေးတော်မူစေတည်းဒီဟုသောစကားကို တဖန်သုံးကြလိမ့်မည်ထိုအရ၌ယူဒပြည်သူယူဒမြို့ရွာသားအပေါင်းတို့သည် လေလုတော်သူနှင့်တိုးထိန်တော်သူများပါလျက်အတူနေရကြလိမ့်မည်။ငတ်မွတ်တော်သူအပေါင်းတို့ကိုငါကြွေးမွေးမည်။ညှိုးငယ်တော်သူအပေါင်းတို့ကိုငါသက်သာစေမည်ဟုမိန့်တော်မူ၏။ထို့နောက်ငါသည်နိုး၍ကြည့်ရှုသောအခါအိပ်ပျော်ခြင်းအပြင်အားရလျက်ရှိ၏။ထာဝရဘုရားမိန့်တော်မူသည်ကငါသည်ဣတရီလပြည်ယူဒပြည်၌လူမျိုးစေ့နှင့်တရိစံမျိုးစေ့ကိုကျေးရသောအချိန်ကာလရောက်လိမ့်မည်။ ငါသည်သူတို့ကိုနှုတ်ပယ်ဖြိုချမောက်လံဖြက်စီးနှင်းဆဲခြင်းအမှုကိုပြုဘူးသည်နီတူတဖန်တိဆောက်စိုက်ပျိုးခြင်းအမှုကိုပြုအုံးမီဟုမိန်တော်မူ၏ထိုကာလ၌အဘသည်ရှင်သောစပစ်သည်ကို စားသောကြောင့်တားသည်တွားချင်းချင်းကိုခံရ၏ဟု မဆိုရကြ လူတိုင်းမိမိအပြစ်ကြောင့်မိမိတည်ရမည်ရှင်သောစပစ်သည်ကိုစားသော သူတိုင်းတွားချင်းချင်းကိုခံရမည် ထာဝရဘုရားမိန့်တော်မူသည်ကငါသည်ဤလူမျိုးဤဘိုးဘေးတို့ကိုလက်ဆွဲ၍အေဂုတုပြည်မှဆောင်းသွားသောအခါ သူတို့၌ငါပေးသောဗတိညင်တရားနှင့်ခြားနာသောဗတိညင်တရားသစ်ကိုဣတရီလအမျိုးသားယူဒအမျိုးသားတို့၌ငါပေးသောအချိန်ကာလရောက်လိမ့်မည်အရင်ငါပေးပူးသောဗတိညင်တရားကို သူတို့သည်ဖျက်၍ငါသည်လည်းသူတို့ကိုယွန်ရှာ၏နောက်ကာလအခါဣတရီလအမျိုးသားတို့၌ငါပေးအပ်သောဗတိညင်တရားဟုမူကား ငါထာဝရဖျားသည်ငါ၏ပြည့်ညတ်တရားကို သူတို့အတွင်းထဲသို့တွင်းမီသူတို့နှလုံးပေါ်မှာရေးထားမီငါသည်သူတို့၏ဖျားဖြစ်မီသူတို့သည်လည်းငါ၏လူဖြစ်ကြလိမ့်မည်ထိုသူတို့ကထာဝရဖျားကိုတိလို့ဟု အမျိုးသားချင်းညီအကိုအချင်းချင်းတယောက်ကိုတယောက်ဆုံးမဩဝါဒမပေးရကြအကြောင်းမူကားအငယ်ဆုံးသောသူမှစ၍အကြီးဆုံးသောသူတိုင်အောင်ထိုသူအပေါင်းတို့သည်ငါကိုတီးကြလိမ့်မည်ထိုအခါငါသည် သူတို့အပြစ်များကိုတီးခံပြီးသူတို့ပြုသောဒုစရိုက်များကိုမအောင့်မေ့ဘဲနေမီဟုထာဝရဘုရားမိန့်တော်မူ၏ နေ့အချိန်၌လင်းเสียဖို့နေကိုခန့်ထား၍ညအချိန်၌လင်းเสียဖို့လနှင့်ကျေရုကိုစီရင်တော်မူထသော သမုတ်တရားကိုစုံမ၍လိုင်းတပိုးကိုဟုံးစီတော်မူထသောကောင်းခင်ပူကြီးအရှင်သာရဖျားဟူသောဘွဲ့နာမရှိတော်မူသောသာရဖျားမိန်တော်မူသည်ကထိုတရားတို့သည်ငါရှိမှကွယ်ပြောင်းလင်ဣတရီလအမျိုးသည်ငါရှိမှအမျိုးတိမ်မြုပ်၍အစဉ်ကွယ်ပြောင်းလိမ့်မည်ဟုမိန်တော်မူ၏ တပန်ထာဝရဘုရားမိန့်တော်မူသည်ကအထက်မိုးကောင်းကင်ကို တိုင်းထွာနိုင်လင်၎င်းမြေကြီးအောက်ဆုံးအမြစ်တို့ကိုလိုက်၍စစ်နိုင်လင်၎င်းဣတရီလာအမျိုးသားအပေါင်းတို့ကိုသူတို့ပြုမိသည်မြတ်သောအပြစ်တို့ကြောင့် ငါစွန့်ပစ်မိဟုမိန့်တော်မူ၏တပန်ထာရဖျားမိန့်တော်မူသည်ကဟာနန်နေလရဲတိုက်မှဆ၍မြို့တော်တကားတိုင်အောင်မြို့တော်ကိုထာရဖျားအဖို့တီထောင်ရသောအချိန်ကာလသည်ရောက်လိမ့်မည်ဂါရက်တောင်ကိုလွန်၍မြင်းကျိုးနှင့်တန်းချလိမ့်မည် ဂါတတောင်ကိုလည်းဝိုင်းမိလိမ့်မည် အရှိတ်ဘက်မြင်းတကားရှိသောမြို့တောင်တိုင်အောင်အသေးကောင်များပြာများဆွန့်ပြေးရာကျိုက်တလျှောက်လုံးနှင့်ကေဒရုံချောင်းအတွင်းတွင် လေပြင်းရှိသည်များတို့သည်ထာဝရဘုရားအဖို့တန့်ရှင်းကြလိမ့်မည်နောက်တဖန်နှုတ်ပေဖြူချခြင်းအလင်းမရှိရဟုမိန့်တော်မူ၏အာမင် God bless you